ကဲမင်္ဂလာပါမျိုးတို့ရေကျမ်းမာရေးကြောင့်ကျွန်တော်နှစ်ပတ်တိတိပေါ့နော်ကျွန်တော်နားလိုက်ရတယ်เนาะအဲ့တော့ကျွန်တော်တို့တချို့ကလည်းပိုက်ပါမှာလာမေးတယ်ပေါ့နော်တချို့ဟို Viber group မှာကျွန်တော်တို့ပတ်တိတပတ်စာပတ်တိယူတဲ့လူတွေတော့ပဲကျွန်တော်လုတ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာတပတ်စာပတ်တိယူတဲ့လူတွေလည်းဒီမှာဝင်တော့ကြည့်နေမယ်ထင်တယ်အဲ့ဒီမှာကျွန်တော်ကပါပေးတယ်ဆိုတပတ်စာကတ်ကျွန်တော်ရောင်းတာနော်တပတ်စာကတ်ကျွန်တော်ရောင်းတဲ့အတွက်ဒီပေါ့တပတ်စာကတ်ကျွန်တော်ရောင်းတဲ့အတွက်အဲ့ဒီမှာပါလဲဆိုတော့အင်္ဂါမကျော်ပတ်တိတွေပါတယ်နော် နောက်ကဗုဒ္ဓမကျော်ပတ်တီးလေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုဟာမပြောက်ပတ်တီးပါတယ်တပတ်စာပတ်တီးပါတယ်နောက်ကျွန်တော်ဒီဟာလေးတို့ရောင်းပေးတာနော်ကြာသပြီဟိုဘာဟိုတပတ်စာပတ်တီးတို့မပြောက်ပတ်တီးတို့ကျွန်တော်ပြောတာဒါလေးတို့ယူပြီးတဲ့အခါကျကျွန်တော်ကနေတိုင်းနေတိုင်းထိတ်ကလေးတွေ break ကလေးတွေပေးတယ်အဲ့မှာဘာဖြစ်ကျွန်တော်နေမကောင်းနေတော့ကျွန်တော်ပြန်လည်းမပြောနိုင်ဘာလဲဆိုထိတ်တွေ break တွေနဲ့ကတ်ပြီးတော့ကစားကြတာကျွန်တော်ပြောထိတ်ကိုနဲ့ break နဲ့ကတ်ကစားတာကအမြဲတမ်းအောင်မမယ်လို့ကျွန်တော်အာမမခံဘူးဒါမဲ့ဘာလဲဆိုတော့တချို့ကထိတ်ကိုထိုးကျင်ကြတယ် ထိတ်ထိုး break ကိုထိုးခြင်းညာတဲ့ break ထိုးဒါမှမဟုတ်လို့ပတ်တီးကိုပတ်ခြင်းညာတဲ့ပတ်တီးကိုပတ်ဆိုပြီးကျွန်တော်ပေးတာเนาะ အမြဲတမ်းဒီတိုင်းတွဲရကြီးထွက်ပါမယ်လို့တော့ကျွန်တော်အာမမခံဘူးတွဲထွက်တဲ့အခါကြီးလည်းရှိတယ်ပေါ့နော်အဲ့မှာဟိုတွဲမထွက်လို့ဆိုပြီးပြပြလေးပြောတာလေးရှိတယ်ကျွန်တော်ပြောတာကထိတ်သမားတွေအတွက်ထိတ်လိုချင်တဲ့လူတွေအတွက်ထိတ်ယူရအောင်ဘရိတ်လိုချင်တဲ့လူတွေအတွက်ဘရိတ်ယူရအောင်အဓိကကပတ်တီး group ဖြစ်တဲ့အတွက်ကျွန်တော်ပတ်တီးကိုပဲလုပ်ပေးတာနော်အဲ့မှာကျွန်တော်အင်္ဂါမကျော်ပတ်တီးဆိုအင်္ဂါမကျော်ပတ်တီးကိုထိုးမလားဘလူးမကျော်ပတ်တီးဆိုဘလူးမကျော်ပတ်တီးကိုထိုးမလားတပတ်စာပတ်တီးဆိုတပတ်စာပတ်တီးကိုထိုးမလားကိုကြိုက်နှစ်သက်အောင်ရွေးပြီးထိုးနော်ပြက်ခဲတဲ့ဟာတွေပဲကျွန်တော်ပေးတာဒါပေမဲ့အကုန်လုံးလိုက်ထိုးပါလို့ကျွန်တော်မဆိုလို့ဘူးနော် ကဲအဲ့တော့ကျွန်တော်20 day စာမယ်ဗျာနော်အဲ့တော့20 day ကျွန်တော်တို့မတွက်ထားလိုက်ကြပြီဒါပေမဲ့ကျွန်တော်ဒါလေးကြီးကြည့်တဲ့အခါမှာဇက်တိုက်မှန်နေတယ်သုံးသောင်းညာတဲ့တပတ်တပင်တော့ပြတ်ထားတာရှိတယ်ကြားလိုက်ကောင်းမှာဒါပေမဲ့ကျွန်တော်နားနေတဲ့အပတ်တွေတင်းမှာလဲဇက်တိုက်မှန်နေတာဖြစ်တဲ့အတွက်ဒီ20ကိုကျွန်တော်ချပြခြင်းပြန်ပြီးတော့တွက်ခြင်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်20 day စအောင်ဘယ်လိုစမလဲဆိုတော့83 38ကစာမယ်ဗျနော်83 38ကနေစာမယ်83 38 45 ၃ညာနှစ်၄၅၃ညာနှစ်၃၄ညာနှစ်၃၄ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုဘယ်လိုတွက်တလဲဆိုတော့ဒီတွက်နည်းလေးတွေကကျွန်တော်မတွက်ထားကြလို့မေ့ကုန်ကြရတာတော့မသိဘူးအဲ့မှာကျွန်တော်တို့ဒီ၃ရဲ့ဒီနှစ်ကပေါင်းဒီ၃နဲ့ဒီနှစ်နဲ့ပေါင်းတော့၅၅ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 5 3 8ဆိုတဲ့ဂီး3လုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ ရှင်းနှစ်တဲ့ရှင်းနှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်နောက်တစ်ခါခွန်6တဲ့ခွန်6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ရှင်းနှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်6မှာတော့မအောင်ခဲ့ပါဘူးဗျနောက်တစ်ခါကျွန်တော်နောက်တစ်ပြန်တွက်ပါမယ်ခွန်8ခွန်3ညခွန်8ခွန်3ည63ခွန်2 63ညခွန်2 6545 6545ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျာ အဲ့ဒါအတွက်မဲ့ဆိုရင်ရှစ်ကဲ9ရဲ့ပေါင်း3ပါတဲ့3ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့36ဟော36မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်9တဲ့ခွန်9မှာလည်း9တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးလို့နောက်ဒီပြန်တော့တက်ပါမယ်6 9 9

6နှစ်တဲ့6နှစ်မှာလဲ6တလုံးထိပြီးကျွန်တော်တို့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့အဲကဲနောက်တစ်ပြင်ကိုဆက်တွေ့ပါမယ်ဒီ5 6နှစ်ပြီးတော့5 3 2 8 5 3 2 8 4 2 8 4 6 3563 3593ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ3ရဲ့ဒီ9ရဲ့ပေါင်းတော့8တဲ့8ရဲ့နှက်ခက်က1တည့်ရပါဝါ6 8 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာ ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့8 8တဲ့8 8မှာကျွန်တော်တို့8တလုံးထိပြီးအောင်ခဲ့ပါတယ်9 3 9 3မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအဲ့ဒီလိုကျွန်တော်တို့ဇက်တိုက်ကလေးတွက်လာခဲ့တဲ့တွနီးဟာကျွန်တော်နားမဲ့ပြီးခဲ့မနားခင်တစ်ပတ်ကလာမသိဘူးเนาะအဲ့မှာကျွန်တော်တို့ပြတ်ထားပါတယ်

၃ရက်ပေါင်းတော့၄ပါတဲ့၄ရက်နှစ်ခက်က2နှစ်ရဲ့ပါဝါခွန်၄နှစ်ခွန်နဲ့ဒီတွက်နီးရဆိုရင်ရှေ့မှာအစင်လာအပြင်အများကြီးမှန်ခဲ့တာကျွန်တော်တို့လူဟောင်းတွေအားလုံးသိပါတယ်เนาะအဲ့တော့ဒီပင်မတော့ပြက်ပါတယ်ပြက်ပြီးရဆိုကျွန်တော်တွက်နီးရထုံးစံတိုင်းပြန်မှန်လို့ကျွန်တော်ချပြခြင်းပဲဖြစ်ပါတယ်အဲ့ဘက်မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲကကြတော့ငါးကိုတဲ့မအောင်ပါဘူး၃ည6ဆိုတော့ဒီပင်မကျွန်တော်တို့ပြက်ခဲ့ပါတယ်เนาะပြက်ပြီးရဆိုကျွန်တော်နားနေတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်စောင့်ကြည့်တယ်အဲ့မှာကျွန်တော်တို့ဆက်တွက်မယ်ဗျာ 五桥西桥，嗯，五桥西桥，五桥西桥，五桥西西，五桥西西，这里空空，这里空空，所以这里没有在那里出他话的，看哪里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 。 ောဆော့ပြန်ပေးနေထားလိုက်အဲ့မှာကျွန်တော်တို့တွေ့မယ်ဆိုရင်ဒီ6ရက်ဒီ4ရက်ပေါင်း3ည3ည1ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတော့ကြီးသုံးလို့ဒီပင်မှာထွက်ရမယ်တကယ်ရှေ့ပင်မှာပြတ်တာတော့နောက်ပင်မှာကျွန်တော်ကတော့မှန်တယ်ပြောပြမယ်မှန်မှန်မှန်ကိုကျွန်တော်လက်တွေ့တွေ့ကြည့်လိုက်ရအောင်အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့2ရှေ့2ရှေ့တဲ့အဲ့မှာ2ရှေ့မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်2 6 တချောက်တချောက်မှာတော့မအောင်ပါဘူးဗျာเนาะအဲ့မှာနှစ်ချောက်နှစ်ရှိဆိုပြီးတော့ကျွန်တော်ထိပြီးပြန်လဲအောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်ဒီပုံတွေ့ပါမယ်ခွန်တီတချောက်ခွန်တီတချောက်ကိုကို56ကိုကို56ရှိရှိကိုကိုရှိရှိကိုကိုဆိုပြီးတော့ဒီလိုကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ1ကဲဒီ10ကဲပေါင်း 9ပါတဲ့ကိုရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 9 6 1ဆိုတဲ့ကီးသုံးလို့ဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့မှာရောပြန်မှန်းရတာကြည့်ရအောင်6 2နှစ်တဲ့ဟော6နှစ်မှာ6ဒရုန်းထိပြီးအောင်ခဲ့ပါတယ်4ရှစ်အဲ4ရှစ်တဲ့4ရှစ်မှာတော့မအောင်ပါဘူးဗျနော်သူရဲ့ထုံးစံအတိုင်းပဲအနည်းဆုံးဒီကြိမ်ကတော့ဒီဒီ20ဒီရဲ့ထုံးစံအတိုင်းပဲနော်ဒီကြိမ်ကတော့အောင်ရမယ်ဆိုတဲ့အတိုင်းပြန်ပြီးအောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါခွန်ရှိ3 5 3 5 65 26 65 26 33ติ33ติติเนาะเบทวันนี้เบဖြစ်ပြီဗျာยาตက်ပံတည်တဲ့ဒီမှန်တဲ့တွန်นี่ก็တော့မရှိဘူးပေါ့เนาะဒါပေမဲ့တဲ့အဲ့လိုတပင်တလေပြက်ထားလေးတွေတော့တက်ညစ်ခံနိုင်ရင်ကြည်ကြချင်းယူမကြချင်းမယူနဲ့ပေါ့เนาะအဲ့တော့ရှစ်ကဲ3ရဲ့ပေါင်းတော့တိတိရဲ့နှက်ခက်က8 8ရဲ့ပါဝါ3တိ8 3ဆိုတော့ကီး3လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲ့ခါကြတော့တိ8တဲ့ဟောတိကော8ကောထိပြီးတော့ အောင်ခဲ့ပါတယ်အမျိုးတို့တော့က၄6တဲ့၄6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီတွက်နည်းလေးရလဲမှန်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တနင်္လာနေ့ကိုတွက်ကြည့်လိုက်ရအောင်အဲ့မှာ3966တဲ့3966 3295 3295 2635 2635ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်9ရယ် 6ရက်ပေါင်းတော့9 9ရဲ့နှစ်ခက်က3 3ရက်ပါဝါရှိ938ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ထိတ်စီးလေးတွေနဲ့စဉ်းစားလိုက်ကြအောင်ကီးထိတ်ကီးထိတ်ကီးထိတ်ဆိုတဲ့သဘောကတော့ကျွန်တော်လူတစ်တွေလည်းပါမှာဖြစ်တဲ့အတွက်ပြောပြရအောင်နော်ကီးအနည်းဆုံးဒီကောင်းအများသားအမြင်ထိတ်ဖြစ်ရမယ်တိုးတော်ညာလဲလွတ်ခဲ့ရင်တော့မှကီးဖြစ်နေတယ် လက်ကစားတက်တာတော့တစ်ခါတည်းမှာရှိပါတယ်လို့ပြောရင်းမဲ့ဖြစ်ပါတယ်เนาะကိထိတ်ဆိုတာကအဲ့ဒီတော့ကျွန်တော်တို့ဗာရတဲ့လေဆိုတော့ထိတ်ကကျွန်တော်တို့3 8 5ခုနကီယိုယိုကကီယိုယိုကဗာလေ5 5 3 8လားအဲ5 3 8ကီယိုယိုက5 3 8ဟုတ်တယ်နော် ဟာ sorry sorry ဒီကအဲ3 3 3 3ည5နော်3 3ည5တဲ့နော်ထိပ်စီကကျွန်တော်အောက်ကဟာနဲ့ရောပါလို့နော်3 3ည5ထိပ်စီက3 3ည5ကျွန်တော်တို့ကီးက938အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်9နဲ့3နဲ့ဒီအပေါ်နဲ့အောက်နဲ့သွားပြီးတူညီနေတယ်တူညီနေတဲ့အတွက်ကျွန်တော်တို့ကအပေါ်ပါပေါ့တကယ်လို့ပါ93တို့နော်93တို့93ရတို့ เนาะ55တို့33တို့ပေါ့เนาะဒါမှမဟုတ်ဟိုဟာ3 38တို့38တို့58တို့ကစားမယ်ဆိုရင်တော့ကစားလို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ break ကလေးနဲ့ကျွန်တော်စဉ်းစားကြည့်မယ်เนาะ break break ကတော့ကျွန်တော်တို့ဘာရတယ်လဲဆိုရင်တ56တုံညာတယ်တင်56တုံညာเนาะတင်5ဒီ main break တဲ့เนาะ အဲ့တော့ကျွန်တော်တို့ကဒီတော့ဒီမှာတူညီနေတာဖြစ်တယ်ဆိုကျွန်တော် brain နဲ့ထိတ်နေပဲကတ်လိုက်မယ်နော်အဲ့တော့ brain နဲ့ထိတ်နေကတ်ရင်3 8နောက်တစ်ခါ3နောက်တစ်ခါ33နောက်တစ်ခါ39နောက်တစ်ခါ3 1 3 5 3 6 3 3နောက်တစ်ခါ3 6 3 7 3 8 ငါငါ6ငါ3ညာငါတိငါတိငါငါတဲ့เนาะအဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီမှာနဲ့အတူတူပဲဖြစ်နေတာ93တို့เนาะ96ဆိုရဲတခုပဲကျွန်တော်တို့ဟွာပေါ့เนาะမတူညီတာပေါ့เนาะ38ဆိုလဲရတယ်3နှစ်ဆိုလဲမတူညီဘူးပေါ့เนาะ3 9 3 3 9 3နှစ်တို့ကဲထားအဲ့တော့ကျွန်တော်တို့ဒီမှာ ျွန်တော်စဉ်းစားမိတယ်လို့ဒီပဲပေါ့နော်အကြိုက်တွင်နဲ့ယူပေါ့ဗျာအကြိုက်မတွင်နဲ့မယူပါနဲ့နော်အဲ့တော့ကျွန်တော်တို့က main break နဲ့ပတ်သက်တာဆိုရင်ကြည့်ရင်38 32ငါက31 35 56 539 539အပေါ်မှာ39လည်းပါပြီးသားဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပြန်ကြည့်ရင်တစ်ခွက်နှစ်ခွက်သုံးခွက် လေးခွက်ပေါ့နော်ဒီ တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ပေါ့နော်ဟိုတုံညာငါးတုံညာတော့အာအာမို့လို့မပြောတော့ထဲဘူးနော်အဲ့တော့ငါးကွက်ရှိပါတယ်ငါးကွက်ရှိတဲ့အခါမှာကျွန်တော်ရဲ့အကြိုက်ကို ပြောပါဆိုရင်ကျွန်တော်ရဲ့အကြိုက်ကိုပြောပါဆိုရင်ဘာအကြိုက်မလဲဆိုတဲ့အခါကျတော့ကျွန်တော်ထုံးကြနိုင်မယ်တင်းင်းလာအင်္ဂါမှာတစ်ချောက်တစ်လုံးအထီလို့ပြောထားတဲ့အတွက်ကျွန်တော်တို့ငါးချောင်းနဲ့တုံညာတစ်အဲ့ဒီနှလုံးကိုကျွန်တော်အကြိုက်ဆုံးရှိပါတယ်နော် เนาะအဲ့ဒီထဲမှာတော့ကျွန်တော်ကျွန်တော်အကြိုက်ဆုံးကတော့ညီကိုတွေပဲဖြစ်နေတဲ့အတွက်ကျွန်တော်ညီကိုပါပဲเนาะ9 6ကကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်ကဲအဲ့တော့ဒါရီကတော့ကျွန်တော်အကြိုက်ဆုံးပဲဖြစ်ပါတယ်เนาะဒီအဲ့မှာကျွန်တော်တို့မွေးမွေးပရိတ်ကိုကျွန်တော်တို့ပြပါမယ်မွေးပရိတ်ဒီထုံးကြံတဲ့အတိုင်းမှာပဲကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းမွေးပရိတ်ပါလဲဆိုပြီးကျွန်တော်ဟိုမှာလာမေးကြတယ်ကျွန်တော်အများအားပြောထားတယ်နက်ခတ်ကြပြီးသွားတဲ့အပတ်တိုင်းနှစ်ခွန်ဘရိတ်ကိုကျွန်တော်တို့မွေးပါလို့ကျွန်တော်ပြောခဲ့တယ်เนาะ မှတ်မိမှာပါဟိုတပတ်ကဆိုရင်ကျွန်တော်3 5ဆိုပြီးကြတယ်အဲ့မှာ2ခွန်ဆိုတော့ကျွန်တော်တို့1 1ဆိုရယ် break ကဲ3ည2ဆိုရယ် break ကဲကျွန်တော်တို့ကြတယ်နော်အဲ့ဒါလေးအမြင်အဲနောက်တစ်ခါ6 6ကဲနော်အဲ့လိုကြတယ်ဟုတ်လားအခုတစ်ခါလဲကျွန်တော်တို့ဒီမှာဒီတပတ်မှာလဲကျွန်တော်တို့1 1နဲ့3 5ဆိုပြီးကြထားတဲ့အတွက်မွေး break ဒီ2ခွန်ပဲထပ်ဖြစ်ပါတယ်နော် နှစ်ခွန်ပါပဲအဲ့တော့အဲ့ဒါလေးတွေကဆိုကျွန်တော်ဟိုဘိုက်ပါမှာလာမေးရနေမကောင်းနေကြရလာမေးတယ်ကျွန်တော်မှလည်းဟိုကောင်းတော့အခါကျတော့ကျွန်တော်တို့ဖြေလိုက်တော့ဗျာမကောင်းတဲ့အခါတော့လည်းကျွန်တော်မဖြေဘူးပေါ့နော်အဲ့ဒါလေးဖြစ်ပါတယ်နောက်တစ်ခါတန်းတန်းကလည်းပြီးခဲ့ဘက်ကတော်တော်လေးအောင်မြင်တာကိုတွေ့ရမှာပါဒါပေမဲ့ကျွန်တော်ပြမပြတော့နော်ပြီးခဲ့တဲ့ဘက်ကဟာတော့ဒီတစ်ပတ်ဟာကိုပဲကျွန်တော်ပြောပြမယ်ဒီတစ်ပတ်တန်းကတော့အပေါ်တန်းက0353နဲ့0353 အောက်တန်းက9 4 2ခွန်းနဲ့เนาะအဲ့ဒါအပေါ်တလုံးအောက်တလုံးเนาะအဲ့ဒါကအနည်းဆုံး2ကြိမ်ထွက်ရမယ်လို့ကျွန်တော်တို့ပြောခဲ့တာလေလူဟောင်းတွေအားလုံးသိပါတယ်เนาะအဲ့တော့အကြိုက်တွင်ယူပါအကြိုက်မတွင်မယူပါနဲ့เนาะကဲဒီကနေ့တော့ကျွန်တော်ဒီလောက်ပါပဲเนาะအစားနေမှာအားလုံး ကျွန်တော်လည်းနားနေတော့ကျွန်တော်တို့အဖွင့်လှပါစီလို့ပဲကျွန်တော်တို့ဆူတောင်းရမှာပဲဖြစ်ပါလေဗျာနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အဖွင့်လှလာနဲ့ရကြပါစီလို့ဆူတောင်းရင်ဒီကနေ့ဒီဘူးတို့ဖိုင်လေးကိုကျွန်တော်တို့ဒီမာရီမဲအဆုံးတတ်လိုက်ပါလေဗျာ